ဓမ္မတုဒ္ဒပိုင်းကြာဖြူရဲ့ဓမ္မမဆွေများအားလုံးမင်္ဂလာပါရှင်။အော်ဓမ္မမျှဝေပေးခြင်းနဲ့ဂါရတော်ကတော့သူကရောနတ်နဝင်းသက်ဂါရဖြစ်ပါတယ်ရှင်။အော်ဒီဂါရတော်ရဲ့အတူချုပ်မြန်မာပြန်ရင်ဒီဂါရတော်ကိုရုပ်ဖက်တဲ့ဆေပူဇော်ရင် ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကိုမှတ်ဖွဲချိုးပြူလင်္ကာလေးနဲ့ဖော်ပြပေးမှာဖြစ်ပါတယ်ရှင်။ပထမဆုံးဂါရတော်ကိုရုပ်ဖက်တဲ့ဆေပူဇော်ပါမယ်ရှင်။သူကရောသူကရဌာနသူကရောတုံနရံပိစာ သူကရောနိဗ္ဗာန်ယာတိသူကရောတေနမောနမသူကရောသူကရဌာနံသူကရောတုံနရံပိစသူကရောနိဗ္ဗာန်ယာတိသူကရောတေနမောနမဒီကရာမှာဌာတလုံးကိုအတန်ပြင်းပြင်းယူရမှာဖြစ်ပါရဲ့ရှင်သူကရောသူကရဌာနံ ဒီသူကရောကာရာကမူခွဲများစွာရှိတဲ့အတွက်မိမိစိတ်နှစ်သက်ရောက်မှုနဲ့လည်းရုပ်ဖတ်တဲ့ဆက်ပူဇော်နိုင်ပါတယ်။ဒီသူကရောကာရာရဲ့အတူချုပ်မြန်မာပြန်လေးရတော့အကျဉ်မြတ်စွာဘုရားသည်တနိဗ္ဗာန်ရဲ့သို့အရိယာမဖြစ်တင့်တယ်သောသွားခြင်းရှိတော်မူ၏။နနိဗ္ဗာန်ရဲ့သို့အရိယာမဖြစ်စင်ကြဲသောသွားခြင်းရှိတော်မူ၏။၃နိဗ္ဗာန်ရဲ့သို့အရိယာမဖြစ် အပြစ်မရှိသောသွားခြင်းရှိတော်မူ၏၄နိဗ္ဗာန်အရတ်သို့အရိယာမတ်ဖြင့်ကောင်းသောသွားခြင်းရှိတော်မူ၏၅အရိယာမတ်ဖြင့်ကိလေသာတို့ကိုပယ်အပ်ပြီးသည်ဖြစ်၍လာတော်မူ၏၆ပါရမီတော်တို့ကို ဖြည့်တော်မူပြီးသည်ဖြစ်၍လာတော်မူ၏၇တတလောကဤအကျိုးစီးပွားချမ်းသာကို ပြုလိုသည်ဖြစ်၍လာတော်မူ၏ ရှစ်အစောနှစ်ဝယောဂတို့ကိုကတ်တော်မမူသည်ဖြစ်၍လာတော်မူ၏ကိုဟောက်မန်နိုင်တာကျိုးရှိပါမှတင့်ရာစကားကိုဆိုတော်မူ၏ထိုမြတ်စွာဘုရားအားလွန်စွာယွတ်ကျူးရှိခိုးပါ၏ဘုရားလို့အထိပ်ပဲရပါတယ်ရှင် အဲကိုကအတူရွတ်ချင်နေဆိုလို့ရှိရင်တော့သူကတော့နိဗ္ဗာန်ရက်သို့အရိယာမဖြစ်တင့်တယ်သောတွားချင်းရှိတော်မူသောမြတ်စွာဘုရားအားလွန်စွာရွတ်ကျူးရှ िख ိုးပါ၏ဘုရားဆိုပြီးတော့လေသူအတူမြမလို့ရွတ်နိုင်ပါတယ်မှတ်သားဖွယ်အကျိုးပြုလင်္ကာလေးရတော့သူကတော့နဲ့နဝင်းတက်ကစမ်းတက်အတည်လျှံတက်ဝေသည် ရွှေငွေလက်ကောင်းဩဇာညောင်း၏တဲ့ အဲ့တော့ဒီသူကရောခါရာကိုရဖတ်တဲ့ဆက်ပူဇော်မယ်ဆိုလို့ရှိရင်စက်တီမင်္ဂလာနဲ့ပြည့်စုံမယ်ပြီးလို့ရှိရင်ရွှေငွေလက်လာပါရီပေါများမယ်ကိုယ့်ရဲ့နှုတ်ထွက်စကားအကောင်းနာဖြစ်တဲ့အတွက်ဩဇာတက္ကမကြီးမားမယ်ပေါ့နော်စကားအောင်မယ်ဆိုရဲအဲအကျိုးကျေးဇူးတွေကိုရရှိမှာဖြစ်ပါတယ်ရှင်လိုပဲဖြစ်ဖြစ်အကျိုးကျေးဇူးတွေကိုအသာထားအောင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ဂုဏ်တော်ကိုရွတ်ဖတ်တဲ့ဆေပူဇော်တာက မိမိတို့လိုအပ်တဲ့လိုချင်တဲ့ဆန္ဒတွေအားလုံးကို ပြည့်ဝစေနိုင်တဲ့အကျိုးကျေးဇူးကတော့မလွဲမသွေပေးမှာဖြစ်ပါတယ်ရှင်။ဒါကြောင့်မို့သူကရောခါရာကိုရွတ်ဖတ်တဲ့ဆေပူဇော်ခြင်းဖြင့်ကုသိုလ်ကောင်းမှုတွေတိုးပွားကြပါစေ။ကောင်းချိုးလိုရာဆန္ဒတွေပြည့်ဝကြပါစေလို့စုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ဓမ္မတုဒ္ဒပိုင်းချဖြူရဲ့ဓမ္မ sharing လေးတွေကိုအမြဲတမ်းနှစ်သက်စွာစောင့်မျှော်ကြည့်ရှုပေးတဲ့သူများအားလုံးကိုကျေးဇူးများ යි တင်ပါတယ်ရှင်။အားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။